ချွေမထွက်သွေးမထွက်ပဲပထမဆုံးမြန်မာနိုင်ငံသား UFC Champion ဖြစ်လာတဲ့ band ချင်းလင်း band ကတော့မြန်မာနိုင်ငံသားတိုင်းကိုဂုဏ်ယူအောင်ပြုလုပ်ပေးလိုက်ပြီးဖြစ်ပါတယ်။ပရိသတ်တွေမျှော်လင့်ထားသလိုပွဲကောင်းတစ်ပွဲကိုမကြည့်လိုက်ရပေမဲ့ပရိသတ်တွေဖြစ်စေခြင်းနဲ့ဆန္ဒနဲ့ထက်ထူကြခဲ့မယ်လို့တော့ဆိုရမှာဖြစ်ပါတယ်။ UFC မှာ Champion ခပ်ပတ်သိမ်းပိုက်ဖို့ဆိုတာကမလွယ်ကူတဲ့အရာပါရှင်။တကယ် Daily Jet Fighter တွေကြောင့်အသေးအလက်ပွဲတွေဆင်းရဲနေချိန်မှာမြန်မာနိုင်ငံချင်းတောင်တဲ့အရက်ကကောင်းလေးတစ်ယောက်ကတော့ချွေမထွက်သွေးမထွက်ပဲနဲ့ခပ်ပတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောရင်တဟာတန်ဟာကြီးတစ်ခုလောက်ဖြစ်နေအောင်မှချင်ပါတယ်။ဟုတ်ပါတယ်ရှင်။ ့ဘန်ကချန်ပီယံခပ်ဘက်ကိုသွေးမချွတ်ချွတ်မချွတ်ပဲနဲ့တင်ပိုင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အရင်တော့က UFC လိုနေရာမှာမြန်မာကိုစားပြုတ်ဖိုင်တာကိုမြင်တွေ့ခွင့်ရဖို့ဆိုတာကအင်မတန်ကိုအခွင့်အရေးနေပါပါတယ်။မြန်မာမပြောပါနဲ့။မွေတိုင်းမှာကမ္ဘာအဆင့်ဖြစ်နေတဲ့ထိုင်းနိုင်ငံကဖိုင်တာတွေမှာတော့ UFC မှာတိုးနိုင်ခြင်းမရှိပါဘူး။ဒီလိုအခြေအနေမျိုးမှာဘန်က UFC မှာထိုးသက်ခွင့်ရတဲ့ပထမဆုံးမြန်မာနိုင်ငံသားဖြစ်လာခဲ့တယ်လို့အခုဆိုရင်ချန်ပီယံခပ်ဘက်ရရှိတဲ့ပထမဆုံးမြန်မာနိုင်ငံသားအဖြစ်ပါမှတ်တမ်းတင်ရေးထိုးသွားခဲ့ပြီဖြစ်ပါတယ်။လက်ရှိပလိုင်းဝေချန်ပီယံပန်နူဇာဟာအသက် 35နှစ်ရှိပြီဖြစ်တယ်လို့ချန်ပီယံခပ်ဘက်ကို9ကြိမ်တိတိကာကွယ်ထားနိုင်သူဖြစ်ပါတယ်။အသက်အရွယ်အားဗန်နဲ့10နှစ်ကျော်กว่าတယ်လို့အတွေ့အကြုံနဲ့တဘာပိုင်းမှာလည်းပန့်ချက်အများကြီးအသာရနေသူဖြစ်ပါတယ်။ဒါကြောင့်လည်းတော်တော်များများကအဗန်အနေနဲ့အနိုင်ရခဲ့မယ်ဆိုရင်တော့အမှတ်လောက်နဲ့ပဲဖြစ်နိုင်မယ်လို့ထင်မှတ်ခဲ့ကြတာဖြစ်ပါတယ်။နာမည်ကျော်လောင်းကစားကုမ္ပဏီတွေကအစဒီပွဲမှာပန်တို့ကြောင့်အနိုင်ပေးထားပြီးတော့ Bango Underdog အဖြစ်သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။ပွဲကလည်းအဖွင့်တော်တော်လာခဲ့ပြီးတော့ပရမအချီစောက်ဖွင့်ကလေးကပန်တို့ကြောင့်အောက်ချစ်ခတ် ကန်ချက်တွေနဲ့အတူဘန်ကိုစောက်ခွင့်ခဲ့တာဖြစ်ပါတယ်။ဘန်တို့ကြားရဲ့တောက်လျှောက်ဖိအားပေးထိုးသက်မှုတွေအောက်မှာဘန်တယောက်ကောက်ွယ်နေခဲ့ရတာဖြစ်ပါတယ်။ဒီလိုနဲ့ပထမအခြေစပြီးတော့20စက္ကန့်ဝန်းကျင်မှာဘန်တို့ကြားရဲ့အမြင့်ကန်ချက်ကိုဘန်ကတစ်ချက်တားပြီးတော့ပြန်အတွန်းဘန်တို့ကြားတယောက်လဲကျသွားရကနေလက်နဲ့ကျိုးဝိုင်းကျမ်းမြင့်ကိုထောက်မိခဲ့တာကြောင့်ဒရောင်စစ်လွဲသွားခဲ့ရပါတယ်။အခြေအနေအရဘန်တို့ကြားအနေနဲ့ဆက်ထိုးသက်မှုမဖြစ်နိုင်တော့တာကြောင့်ဒိုင်ကဘန်ကိုထီကီယိုနဲ့ပဲအနိုင်ပေးခဲ့တာဖြစ်ပါတယ်။ကြည်ကောင်းတဲ့ပွဲမဖြစ်ခဲ့ပေမဲ့လည်းဘရင်ဖြစ်မဲ့သူဆိုတာမင်းလောက်စာတာပါလာတဲ့ဆိုသလို မျိုးဗန်ကျောက်ချန်ပီယံဖြစ်ချင်တော့လေအားအောင်တိတ်မဆိုင်လိုက်ရပဲချန်ပီယံခပတ်ကိုတင်ပိတ်သွားနိုင်ခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဒါကြောင့်အခုဆိုရင်တော့ဗန်က UFC မှာချန်ပီယံဖြစ်လာခဲ့တဲ့ပထမဆုံးမြန်မာနိုင်ငံသားအရှားຫນွေဘွားဖိုက်တာတွေထဲမှာ UFC ချန်ပီယံဖြစ်လာတဲ့ပထမဆုံးဖိုက်တာပန်တိုကြောက်ကိုအလက်ထုအနိုင်ရရှိခဲ့တဲ့ပထမဆုံးဖိုက်တာ UFC ရဲ့ဒုတိယအသက်ငယ်ဆုံးချန်ပီယံအဆရှိတဲ့စံချိန်မှတ်တမ်းကောင်းများစွာကိုပိုင်ဆိုင်သွားခဲ့ပြီးဖြစ်ပါတယ်ရှင်။